ီတိုက်ပွဲကြောင့်ထိုင်းမြန်မာနယ်စပ်မြင်းပေါ်မှာနေထိုင်ကြသူတွေမစိုးရိမ်ကြဘူးနဲ့တိခိစစ်ပြူဟာစခန်းကိုသိမ်းပိုက်လိုက်ခြင်းအပေါ်နယ်စပ်နေထိုင်းနိုင်ငံသားတွေနားလည်ပေးကြဖို့မိတ်တဝဲခရိုင်ကရင်မျိုးသားစီယုံ KNU က မေလ10ရက်နေ့မှာထိုင်းဘာသာနဲ့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။တနင်္သာရီတိုင်းဒဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ Tiki Scan ကို KNU တပ်မဟာလေးနဲ့တော်လိုင်းပူအောင်တပ်တွေကမေလ9ရက်နေ့မနက်ပိုင်းမှာသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီလိုဒဝယ်ခရိုင်ရှိ Tiki Scan ကိုသိမ်းပိုက်လိုက်ရတာဟာနယ်စပ်မှာနေထိုင်ကြတဲ့မြန်မာနဲ့ထိုင်းပြည်သူတွေလုံခြုံရေးအာမခံချက်ရှိစေဖို့အတွက်မဖြစ်မနေပြန်လည်ထိန်းချုပ်လိုက်ရခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်တပ်ဟာ KNU ရဲ့မိတ်တဝဲခရိုင်နယ်မြေကို1998ခုနှစ်မှာတင်ပိုက်ခဲ့ပြီးနောက်စီရင်ပြပခတွေနဲ့ဒေသပြည်သူတွေရဲ့နေရပြောင်းရွှေ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ကရင်မျိုးသားစီအောင် KNU တက်မလေးအနေနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရှိဒေသပြည်သူတွေရဲ့လုံခြုံရေးကိုအာမခံချက်ရှိစေဖို့မြိတ်တဝဲဒေသရှိထီကီစစ်အခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်တာဖြစ်ပြီးမဖြစ်မနေထိန်းချုပ်ဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်း KNU တက်မလေးကကြေညာပါတယ်။ ပြည်သူတွေရဲ့ကိုယ်ကျမကိုဖန်တီးခွင့်နဲ့မြန်မာစစ်တပ်ရဲ့စံဖတ်မှုတွေကလွတ်မြောက်စေဖို့အတွက်စစ်ကောင်စီပေါ်စီရေးအရအေးအယူဆောင်ရွက်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းဆိုပါတယ်ဒါအပြင်စစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ9ရက်နေ့ကသတင်းမီဒီယာတွေကတဆင့်ရုရှားနှိပညာနဲ့130မဂါဝက်နျူကလ িয়ার တအားစက်ရုံတိစောက်ဖို့ရှိနေကြောင်းဆိုထားပြီးမြန်မာနဲ့ထိုင်းပြည်သူတွေရဲ့လုံခြုံရေးအနေအကင်းရှင်းမှုနဲ့ နေထိုင်မှုအတွက်အလွန်စိုးရိမ်ပူပန်နေလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိအခြေအနေအရနျူကလ িয়ার ဆက်ယုံတည်ဆောက်နိုင်တဲ့နေရာနှစ်ခုကိုဖော်ပြရမှာပဲခူးတိုင်းအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်ဆက်တနင်္သာရီတိုင်းဒဝဲဒေသရှိဒဝဲအထူးစီးပွားရေးဇုံတို့မှာဖြစ်တယ်လို့ KNU ကအသိပေးထားပါတယ်။ KNU တက်မှလေးနဲ့စစ်ကောင်စီအကြား CA တင်းမှမှုအခြေအနေတွေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်အကျိုးသက်ရောက်မှုတွေပေါ်လေးနဲ့စွာသုံးသပ်ခဲ့ပြီး ထိခိုက်နိုင်ခြေတွေကိုရှော့ချနိုင်မဲ့နီလန်းတွေကို KNU အနေနဲ့အစွမ်းကုန်စီမံခဲ့တယ်လို့လည်းဆိုထားပါတယ်။ KNU အနေနဲ့အတိတ်ပစ္စုပန်ကာလာတွင်းထိုင်းပြည်သူတွေနဲ့သဟဇာတာဖြစ်စွာနေထိုင်ခဲ့ကြသလိုနောင်နာကတ်မှလည်းလေးစားမှုနဲ့ခင်မင်ရင်းနှီးမှုတို့နဲ့အိမ်နီးချင်းကောင်းပိသားစွာနေထိုင်ဖို့အသင့်ဖြစ်ကြောင်းထိုင်းနိုင်ငံနဲ့ထောက်ရငင်းချမ်းပြီးအတူတကွပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်မိမိတို့ရည်တည်ကြောင်းထိုင်းပြည်သူတွေစီကနားလည်မှုကိုလည်း KNU အနေနဲ့ မျှော်လင့်ကြောင်းကြေညာထားပါတယ်